သိန်း30ကိစ္စကြောင့်လူတွေရဲ့အဝေးဖန်မှုတန်ကိုခံရတာစိတ်ထိခိုက်ပြီးတော့ဆေးရုံတက်နေရတဲ့ခိုင်နေဝေပရိသတ်များလုံးမင်္ဂလာပါရှင့်ဘာမီစနောင်းကနေပြောလဲကြိုဆိုလိုက်ပါတယ်လူတွေရဲ့အဝေးဖန်မှုတန်ကိုမခံစားနိုင်တော့လို့စိတ်ထိခိုက်ပြီးတော့ဆေးရုံတက်နေရကတော့ပရိသတ်အမင်းသမီးကြီးခိုင်နေဝေပါခိုင်နေဝေစိတ်ထိခိုက်မယ်ဆိုရင်လည်းစိတ်ထိခိုက်စရာပါအခုရပိုင်းထဲမှာပရိသတ်အလုပ်တွေကိုလုပ်နေတဲ့တယောက်ဆောင်ခိုင်နေဝေကိုဝေဖန်မှုတွေကအတော်လေးကိုများပြားခဲ့ပါတယ် ဒါကလည်းရှားတက်နယ်အထည်ဆိုင်ပန်ရှင်အမျိုးသမီးနဲ့ဖြစ်ခဲ့တဲ့တိန်း30ကိစ္စကနေအစားပြုခဲ့တယ်လို့ဆိုရမှာပါ။အလုံးသိပြီးကြတဲ့အတိုင်းရှားတက်နယ်အထည်ဆိုင်ပန်ရှင်ကငွေတိန်း30နီးပါးကိုခိုင်နင်းဝေပရိုက်တာဖောင်ဒေးရှင်းစီမှာမှာလွဲခဲ့မိရပဲဖြစ်ပါတယ်။မရှားတက်နယ်ဟာမှာလွဲမိရဲ့နေ့ကနေစပြီးတော့ခိုင်နင်းဝေပရိုက်တာဖောင်ဒေးရှင်းကိုတက်တဲ့အထောက်အထားအပြည့်အစုံနဲ့ရက်ပေါင်း20လောက်တောင်းခံခဲ့ပေမယ့် ခန်းနေဝေဘက်ကအကြောင်းပြချက်အမျိုးမျိုးနဲ့ပြန်ပေးဖို့အတွက်ငင်းပယ်နေခဲ့ရပဲဖြစ်ပါတယ်။ဒါကြောင့်လည်းခန်းနေဝေဘော်ကဝေဘမှုတွေပြင်းထန်ခဲ့ရပါ။အထူးသဖြင့်တော့ဖြစ်လိဖြစ်ထရှိတဲ့ KBZ ပေးနံပါတ်မှားပေးမှုမှာခန်းနေဝေဘက်ကအသာတကြီးပြန်ပေးဖို့အတွက်ငင်းဆန်မှုတွေကြောင့်လူတွေကဝေဖန်ကြတာဖြစ်ပါတယ်။ဒီလိုမျိုးငွေသိန်း30မှားလွှဲမိတဲ့ကိစ္စကနေခန်းနေဝေ Brighter Foundation နဲ့ပတ်သက်ပြီးတော့လူတွေကစတင်ဝေဖန်ကြပါတယ်။အထူးသဖြင့်ခန်းနေဝေ Foundation ဟာငွေကြေးစီမံခန့်ခွဲမှုညံ့နေဆိုပြီးတော့ဝေဖန်နေကြတာဖြစ်ပါတယ်။ ဒါပြင်ခန်းနေဝေကအမှန်တကယ်အလူငွေတွေကိုလှူတန်းရဲ့လားကလေးတွေကိုရောဂယူးဆိုင်ရဲ့လားခန်းနေဝေကရောအလူငွေတွေကိုစနစ်တကျအသုံးပြုနေရဲ့လားစသဖြင့်အဝေဖန်နေကြတာပဲဖြစ်ပါတယ်။ပိုဆိုးတာကတော့ခန်းနေဝေရဲ့ချစ်သူဖြစ်တယ်လို့မန်နေဂျာလည်းဟုတ်တဲ့သူကခန်းနေဝေနဲ့ပတ်သက်ပြီးတော့ပန်းလိုက်အောင်ဆိုတဲ့တိုက်စီယာမဘေးရင်ဆီယာမတယောက်ကိုမိုးမွန်အောင်ဆဲဆိုနေရဲ့ဗီဒီယိုဖိုင်တစ်ဖိုင်ကလည်းပြန့်နှံ့သွားခဲ့ပါသေးတယ်။ဒီလိုကိစ္စတွေကြောင့်ခန်းနေဝေ Brighter Foundation ရဲ့ဂုဏ်သိက္ခာတွေကြာဆင်းသွားရတာကတော့အမှန်ပါပဲ။ င်လှူတန်းတဲ့သူကတော့လှူတန်းကြအောင်မှာဆိုပေမဲ့တော်တော်များများကတော့လှူဖို့အတွက်လက်တော်သွားနိုင်ပါတယ်ဒီလိုမျိုးလှူတန်းတာတွေဒါရောနေသွားရင်ခန်းနေဝေကိုမိခိုနေကြတဲ့အရင်သွေးလေးတွေအတွက်ထိခိုက်မှုတွေရှိလာနိုင်ပါတယ်ဒီမတိုင်ခင်မှာတော့ခန်းနေဝေကိုတနိုင်ငံလုံးရဲ့ brighter မိခင်ကြီးအဖြစ်အားလုံးကလေးစားခဲ့ကြရတာဖြစ်ပါတယ်။အထူးသဖြင့်ခန်းနေဝေကမိဘတွေဆွန့်ပစ်ခံရတဲ့ရင်သွေးလေးတွေကိုကိုယ့်ရဲ့သားသမီးအရင်းနဲ့လိုပညာရေးလူမှုရေးကျန်းမာရေးကအစအစီအစဉ်ပေးနေကြတာပါ။ ဟိုတလောကဆိုရင်ခိုင်နေဝိဟာရင်သွေးလေးတွေကိုရှင်ပြူပေးခဲ့ရကြောင်းအားလုံးကလည်းကြည်နူးပီတိဖြစ်ခဲ့ရပါသေးရဲ့ဒါအပြင်ခိုင်နေဝိကတဘောဝဘေးရေးပေးမိဘေးတွေမှာလည်းရှေ့ဆုံးကနေကူညီလေးရှိပါတယ်ဒါပေမဲ့လည်းအခုငွေသိန်း30ကိစ္စမှာတော့ခိုင်နေဝိကအနစ်နဲ့အလန်လာကတိဆောက်ထားတဲ့ပုံရိပ်တွေကြာစင်းသွားရတာကတော့အမှန်ပါပဲဒါကြောင့်လည်းတိဆောက်ဖို့ခက်ပေမဲ့ပြက်စီးဖို့ကတော့ခဏလေးလို့ပြောဆိုကြတာပါ အခုကမှတော့ခန်းနေဝေတယောက်လူတွေပြောဆိုဝေဖန်မှုတွေကြောင့်စိတ်ထိခိုက်ပြီးတော့စိတ်ယုံတက်နေရပြီလို့သိရပါဗျ။ဒါတွေကြောင့်ပဲခန်းနေဝေကိုချစ်ခင်ကြတဲ့ပရိသတ်တွေကတော့ခန်းနေဝေကိုအမြန်ဆုံးပြန်လည်ကျမ်းမာလာစေဖို့အတွက်အဆုတောင်းပေးနေကြပါပြီ။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောခန်းနေဝေကိုယုံကြည်ကြသေးရဲ့လား၊လေးစားမိကြသေးလားဆိုတာပြောသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။